တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတို့အတွက်ကို2025ခုဆယ်လပိုင်းအော်တိုဘာလာအတွက်ကိုတလစာဗေဒင်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဆယ်လပိုင်းအော်တိုဘာလာဆိုတာကျွန်တော်တို့မြန်မာအနေနဲ့ဆိုရင်သတင်းကျုပ်ကာလဖြစ်ပါတယ်မိုးလေကင်းလို့သတင်းကျုပ်ကာလဖြစ်ပါတယ်အလောက်ကန်ခွင်လန်းနေပေါ်များလာတဲ့ကာလတော့ပျော်ပွဲရှင်ပွဲတွေနဲ့အလှူဒန်းကိစ္စမင်္ဂလာကိစ္စတွေအစီစီစဉ်ဆောင်ရွက်ကြရလာတလာဖြစ်ပါတယ်ပွဲခမ်းနားတွေနဲ့နော် ဲ့လိုပဲလူကြီးမိဘတွေကိုဂါရောစာဆိုတဲ့ကျေးဇူးဆက်ခြင်းပူဇော်ကြောခြင်းဆိုင်ရာကိစ္စတွေကောင်းမှုကုသိုလ်တွေပြုလုပ်ကြတဲ့လတ်လာဖြစ်ပါတယ်အင်မတန်ပါပဲအမင်္ဂလာရှိတဲ့လပျော်ရွှင်စရာကောင်းတဲ့လကျင်းလူစရာကောင်းတဲ့နတ်လာဖြစ်ပါတယ်အဲ့တော့ဒီဆယ်လာပိုင်းသတင်းကျလာတယ်အော်ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးအနေနဲ့ဘာတွေထူးခြားချက်တွေဖြစ်ပေါ်လာနိုင်လဲဆိုရင်တောက်ကြသားသမီးအနေနဲ့ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအပြောင်းအရွှေ့ကိစ္စတွေ ဟောပေါက်တဲ့ဗားတဲ့သူတို့ကြအပြောင်းရွှေ့တွေကကောင်းသော ပြောင်းရွှေ့ခြင်းဖြစ်မယ်ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်အပြောင်းရွှေ့ဆိုတာအိမ်နေရာအပြောင်းရွှေ့လဲဖြစ်တဲ့တဲ့အလုံးနေရာအပြောင်းရွှေ့နော်နောက်ဆုံးအိမ်နေရာအပြောင်းရွှေ့တွေချစ်ပေါ်လာတဲ့ဗားတဲ့အဲ့လိုအပြောင်းရွှေ့တွေကလည်းကောင်းသောပြောင်းရွှေ့ခြင်းဖြစ်မယ်ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်အလုပ်ထဲမှာပဲအတွင်းထဲကနေဒီဌာနတွေဟိုဌာနကိုပြောင်းရတယ်လည်းဖြစ်တဲ့တဲ့ဒါမှမဟုတ်ဒီလောက်ကနေတခြားအလုပ်ကိုပြောင်းရွှေ့ကြခြင်းဆိုတာလေကျွန်တော်တွေ့ရတဲ့ အဲ့လိုပဲအပြောင်းအရွှေ့ကိစ္စတွေဟာဒီချိန်ကာလမှာအထူးကောင်းပုံမှာလိမ့်မယ်ကိုကအပြောင်းကျင်နေတယ်အပြောင်းရကောင်းလားမကောင်းလားစဉ်းစားမနေနဲ့ကိုယ့်ရဲ့ပြောင်းရွှေ့ခြင်းကိုယ့်ရဲ့ပြောင်းလဲခြင်းကိုယ့်ရဲ့ချိန်အပြောင်းလဲတွေကကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပဲကိုယ့်ရဲ့မကောင်းတဲ့ကံအညံ့နေရနေပြီတော့ကောင်းတဲ့ကံတွေကိုရုတ်တရက်ကြောက်ရောက်လာမှာဖြစ်ပါတယ်ကောင်းသောပြောင်းလဲခြင်းတွေဂျုံတွေ့ရမယ်ကောင်းတဲ့ကံနမိတ်တွေဂျုံတွေ့ရမှာဖြစ်ပါတယ်နော်အောက်ဆုံးကလူတော်မှာပြန်ပြီးတော့ အပေါ်ကိုရောက်လာမယ်အဲ့တော့ပြောချင်တာကတော့ကိုကအပေးဖြစ်တော့အထုခံသမ ्या ဒီချိန်မှာကိုကတူဖြစ်တဲ့အလဲကိုရောက်ပြီနော်အောက်ကနေပြီးတော့စင်ပေါ်ကိုပြန်ရောက်လာမယ်ကံလေးအခွင့်လန်းလေးပြန်ကောင်းလာမယ်ဆိုတဲ့နမည်မျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်မယ်ခရီးကိစ္စခရီးနေတွေခရီးဝေးတွေနော်အလောက်ကန်ခွင်လန်းတွေတိုးတက်အောင်မြင်လာတတ်တယ်အဲ့တော့ဒီချိန်ကမျိုးမှာ အောက်ကြသားသမီးတွေကအနေငယ်တင်ထားမဲ့ကိစ္စတွေကတော့အကြီးကဲနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အကြီးကဲကိစ္စတွေနော်အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်ကတိကောက်လေးတွေပြတ်တဲ့ကာလမျိုးဖြစ်ပါတယ်နော်အိုးအိမ်ကိစ္စအိမ်တွင်းရေးကိစ္စလေးတွေစိတ်နှောက်ယှက်ဖြစ်ရတဲ့ကာလမျိုးဖြစ်ပါတယ်ဒီချက်တွေကတော့အနေငယ်တင်ထားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာ စနေနဲ့ပစ္စည်းတွေအသက်ဝင်လာတဲ့တဲဥပမာအဝတ်ထဲဖနက်တို့ထီးတို့နာယီတို့နော်စနေနဲ့ပစ္စည်းတွေအသက်ဝင်လာတဲ့တဲအဲ့လိုပဲစမေသားသမီးတွေကရှိရနေပြီးတော့အကူအညီထောက်ပံ့ကောင်းတွေကိုလည်းရရှိတတ်ပါတယ်တို့တပြည့်လူမျိုးပွဲတွေရဲ့လူမျိုးကြားတွေရဲ့အကူအညီမဆမှုတွေကိုရရှိတတ်ပါတယ်နောက်ထီးတွေပါတယ်သိုးတဲ့နဲ့ထီးကိန်းထီးကန်ကောင်းမွန်နေတဲ့လာတလာဖြစ်ပါတယ် တော့အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေကတော့အနည်းငယ်စိတ်ကတိကောက်ဖြစ်စရာလေးတော့တုံ့ပြန်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အိမ်လူရေးကိစ္စနော်အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြောင်းရွှေ့ခြင်းပြောင်းလဲခြင်းတွေပေါ်ပေါက်လာတတ်တယ်အိမ်တော်ရေးကိစ္စတွေမှာအနည်းငယ်စိတ်ကတိကောက်ဖြစ်ရတတ်ပါတယ်အော်ကျမ်းမာရေးအနေနဲ့ဆိုရင်ဦးခေါင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးမျိုးတွေအနည်းငယ်သတိထားရပါနိုင်မယ်အောင်းနာတို့ခေါင်းမူတာတို့နော်ဇက်ကြောတက်တာဇက်ကြောထိုးတာမျိုးတွေ ကြုံတွေ့တတ်ပါတယ်ဒီချိန်ကာလမှာအတော့ကြသားသမီးတွေအနေနဲ့ကဒီချိန်ကာလမှာအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်တုံရတို့နော်တစ်တို့အဲ့လိုကဏ္ဍတွေအကျိုးပေးတဲ့လာတလဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာအကျိုးပေးတဲ့အယောင်အနေနဲ့ဆိုရင်အနီယောင်တို့နော်အနက်ယောင်တို့အကျိုးပေးပါတယ်ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအဲ့တော့တောက်ကြသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာမိမိရဲ့ကန်စတာတွေခွင်လန်းတွေပေါ်ပေါက်ဖို့ နော်မိမိကံကတာတွေကောင်းလာဖို့ဆိုရင်မိမိအိမ်ဘုရားမှာ အုံနှုတ်ခေါက်ဆွဲလှူဒန်းခြင်းဒါမှမဟုတ်အုံသီးပါတဲ့ဘုံတမျိုးမျိုးလှူဒန်းခြင်းအပြင်တောက်ကြတာသူရဲ့ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအကံတွေကောင်းလက်တွေပွင့်ပြီးတော့အကြံစီတွေအောင်မြလာမယ်အလောက်ကင်ခွင်လန်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြတာသူများအားလုံးအစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲဘေးပရာတွေဝေးကွာကြပါစေချမ်းသာချမ်းသာကြပါစေ